ရှိနေမှာဖြစ်ပါတယ်ပြောသွားတာတော့ဒါအတိုင်းမသိပေါ့နော်ပြောမပြတတ်အောင်ကိုဝမ်းတာနေပေါ်မှာဒီလောက်ဒါဘယ်လိုပြောမလဲဒီလောက်ပြောဘူးတာဒါပထမဆုံးပဲအာဒါညီမရဲ့ဒီ အင်ဂျီဆိုရင်ဒါဝတ်စုံဆိုရင်ပေါ့နော် anti moon traditional wear ကမမိုးစပယ်လိုင်းကဖန်တီထုတ်လုပ်ထားပါတယ်ရှင်ညီမရဲ့ဒါဝတ်စုံကဆိုရင်အဲဒီလိုမျိုးမော်နီရဲ့ယဉ်ကျေးမှုတင်လေးပါဖြစ်တယ်ဒါဟင်းတာကိုပေါ့နော်ဖီးဟင်းတာကို ဖန်တီးထားပါတယ်ဒီ ठी ရဆိုရင် ठी ရဒီလက်ဝတ်သက်စာအကုန်လုံးဒါရွှေခူးຫນွယ်နဲ့လောက်ထားတာပေါ့နော်ညီမဝတ်စာတွေဒါဝတ်စုံတစုံလုံးကလည်းဒါ crystal အပြည့်နဲ့ပေါ့အာ ठी ရဆိုရင်သပိတ်တာကြော်ကြောက်တော့ရှိပဲရှိတယ်ရှိလေးတွေအော်ဟုတ်တယ်ရှင့် ठी သက်သက်ပေါ့နော်သပိတ်တာကြော်ကြောက်ရှိတယ်ဆိုတော့အခုအလောင်းမယ်လေးဝတ်စစ်ထား ော့ဒါစင်ပေါ်မတက်ခင်ကလေးကစင်အောက်မှာလေ့ကျင့်ထားတာပေါ့နော်လေ့ကျင့်ဒိုင်းလည်းညိုင်တယ်ဘလိုပဲတော်တော်ညိုင်တယ်အင်ချီကလည်းတော်တော်လေးတယ်သီးကလည်းတပိတ်တာကြော်ကြော်လောက်လေးတယ်ဆိုတော့ဘလိုပဲတော်တော်ညိုင်တာပဲဒါပေမဲ့လေစင်ပေါ်တက်တဲ့အချိန်မှာညိုင်လို့မရဘူးဘလိုမှညိုင်လို့မရဘူးအကောင်းဆုံးဖြစ်အောင်လုပ်ရမယ်ဆိုတဲ့စိတ်နဲ့ပဲဒါရှောက်တယ်ပေါ့နော်ညိုင်လည်းမညိုင်ခဲ့ဘူးအကောင်းဆုံးလည်းလုပ်နိုင်ခဲ့တယ်ရှင်အန်တီ on traditional way ရဲ့ဖန်တီးမှုလည်းရဖြစ်ပါတယ် မျိုးလို့ရင်းချင်းမှုသိကြတာပြေပြောကြတာတော့ဒါအတိုင်းမသိပေါ့နော်ပြောမပြတတ်အောင်ကိုဝမ်းတာတယ်ဘဝမှာဒီလောက်ဒါဘလို့ပြောမလဲဒီလောက်ပြောဘူးတာပထမဦးဆုံးပဲ National Coach Shoes Winner ာဒါညီမရဲ့ဒီအင်ဂျီဆိုရင်ဒါဝုဆုံဆိုရင်ပေါ့နော် MD Moon Traditional Wear ကမဝုစပယ်လာရဖန်တီထုတ်လုပ်ထားပါတယ်ရှင်ညီမရဲ့ဒါဝုဆုံလာဆိုရင်အဲဒီလိုမော်နီရဲ့ယဉ်ကျေးမှုတင်လေးကဖြစ်တယ်ဒါဟင်းတာကိုပေါ့နော်ဖီးဟင်းတာကိုဟိုဖန်တီထားပါတယ်ဒီ ठी ရဆိုရင် ठी ရောဒီလက်ဝတ်သက်စာအကုန်လုံးဒါရွှေခူးလွယ်နဲ့လုပ်ထားတာပေါ့နော်ညီမဝတ်စားတဲ့ဒါဝုဆုံဒီဆုံလုံးကလည်းဒါ ခရစ်စတယ်အပြည့်နဲ့ပေါ့အော်ခေရဆိုရင်တပိတကြောကြောလောက်တော့ရှိပဲရှိတယ်ရှိလေးရှိအော်ဟုတ်တယ်ရှင်ခေတသက်ကိုပေါ့နော်တပိတကြောကြောရှိတယ်ဆိုတော့အခုအနောက်မယ်လေးဝတ်စစ်ထားတဲ့အနုစိတ်လိုက်အောင်ဖြင့်ဖန်တီထားတော့ရွှေမောင်ရောင်ရွှေမင်းတောင်မယ်ဝတ်စုံလေးပြီးရိုးရွာအမကုန်နဲ့ခင်မီအမြင်တို့ကိုပေါင်းဆက်ပါဘုံလူမျိုးတို့ လဲရှင်ဘလာကြော်ကြော်လောက်ပေါ်ဒါဟိုလား city boy ပြီးွားခတဲ့ပေါ့ဒါမှကဒါညီမလေး dress ဆိုပြီးတော့ဒါဘယ်လိုမလဲ national costume တော့ဆိုပြီးချုပ်ပေးချင်တယ်ပေါ့နော်အဲ့ကလေးကသူကနေရောညရောမှာသူ့ရဲ့ idea နဲ့ဒါဖန်တီးထားတာပေါ့ရိုးရောအမကုန်နဲ့ခင်ဗျအမြင်တော့ကိုပေါက်ဆက်ကဘုံလူမျိုးတို့ရဲ့ရင်းကျဲမှုတွေကတော့ ော့ဒါစင်ပေါ်မတက်ခင်ကလေးကစင်အောက်မှာလေ့ကျင့်ထားတာပေါ့နော်လေ့ကျင့်တိုင်းလည်းရိုင်တယ်ဘလို့ပဲတော်တော်ရိုင်တယ်အင်ချီကလည်းတော်တော်လေးတယ်သီးကလည်းတပိတ်တာကြော်ကြော်လောက်လေးတယ်ဆိုတော့ဘလို့ပဲတော်တော်ရိုင်တာပဲဒါပေမဲ့လေစင်ပေါ်တက်တဲ့အချိန်မှာရိုင်လို့မရဘူးဘလို့မရိုင်လို့မရဘူးအကောင်းဆုံးဖြစ်အောင်လုပ်ရမယ်ဆိုတဲ့စိတ်နဲ့ပဲဒါရှောက်တယ်ပေါ့နော်ရိုင်လည်းမရိုင်ခဲ့ဘူးအကောင်းဆုံးလည်းလုပ်နိုင်ခဲ့တယ်ရှင် င်ကြီးခဲ့တဲ့အချိန်ကတော့တိတ်မရှိဘူးရှင်ဒါအင်ကြီးကလည်းဘာပြောမလဲဒီရန်ကုန်မှာဆိုရင်တော့၃ရက်လောက်ပဲလေ့ကျင့်ဖြစ်တယ်ရှင်ဒါတော့အင်ကြီးကိုစတွေ့လိုက်တဲ့အချိန်မှာဆိုရင်ရမ်းနိုင်မလားမသိဘောအစိကအဲ့လိုမျိုးဒါမဲ့လေဒီပြန်ပွဲရောက်တော့ပြန်ပွဲဝင်တဲ့အကောင်လုံးကလည်းဒါအကောင်လုံးနှားကြတယ်အကောင်လုံးနှားကြတဲ့ခါကျတော့ မရပါမလားပေါ့ဒါပေမဲ့လည်းရခဲ့တယ်ဒါမွန်ပြည်နယ်ရဲ့ပထမဆုံးရတဲ့တပတ်နေရှင်ရဲ့ကော်ရှူပေါ့ကိုကိုလည်းဟိုကုန်ယူတယ်ဒါကိုရဲ့မွန်လူမျိုးတွေအတွက်လည်းကုန်ယူတယ်ရှင်ဘာလို့ဆိုတော့ဒါကမွန်နေရဲ့သင်္ကေတဖြစ်တယ်ဒါသီးပေါ့နော်သီးကလည်းဟင်းတာဆိုတော့ဟုတ်တော့ ရှိဘူးမှဒါဘယ်လိုပြောမလဲပြိုင်မဲဆိုတာတော့တစ်ခါမှတော့အဲ့လိုမျိုးတော့မသွေးဘူးပေါ့နော်ဒါဟိုဒါဘသူပဲရရပေါ့ဝမ်းတာတယ်ဒါမဲ့ကိုရရင်တော့ပိုတော့ဝမ်းတာတော့ပေါ့နော်ဟုတ်ကဲ့ပါမာတီကသူ့ကိုလည်းပြန်ကြည့်ကြည့်တယ်ကြိုက်လားအဲ့ဒါတော့ဘယ်လိုပါအကုန်လုံးနှိပါတော့ကြိုက်တယ်အဲ့တော့အကုန်လုံးကလည်းလှတဲ့ခါကြတော့လေဘာလေးလောက်ပေါ့မလဲဆိုတော့ဒီမှာဟိုလာ ူရမယ်မာဒီဆရာသမားတွေကလုံးကတော့မယ်နောက်ပြီးတော့မာအလူတန်းတွေလုပ်မယ်ဒီမာဒီဘောက်လည်းတက်နိုင်တူတလောက်ပေါ့နော်ထောက်မှတ်ပေးသွားမှာပေါ့ဆိုတော့အဖေတို့အမေတို့လည်းဒါမနှဲကုန်နေပြီပထမဆုံးပြင်းမြင်တာတော့ဒါညီမရဲ့ဆရာတွေရှိမယ်အမေတို့ရှိမယ်ဖေတို့ရှိမယ်ဆေးအောက်ကကြည့်နေတဲ့ခါကျတော့မြင်နေရတယ်လေသူတို့ကပဲတောက်ချောက်ကြည့်နေတာညီမရဲ့ဒါ city director တွေရောဆရာတွေရောတောက်ချောက်ကြည့်နေတဲ့ခါ သူကစုကိုအော်လိုက်တဲ့ခါမှာကိုကအရင်မပြောရပဲနဲ့ကိုရဲ့ဒါ city writer လေးဆရာလေးကိုရဲ့မိဘတွေကအဲအဲ့လိုမျိုးနေသူတို့ဒီတော့မဲ့ကိုနဲ့ထပ်သူသူတို့လည်းပြောရတာပေါ့နော် ောက်ဆုံးဖြစ်အောင်တော့ဒီ final မဟုတ်ဘူးအမြဲတည်းကြိုးစားနေပါလေဒါ final အတွက်တော့ပို့လို့တာပို့ပြီးတော့ကြိုးစားသွားမှာပါရှင်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါညီမရဲ့လိုအပ်ချက်တွေကိုလည်းထောက်ပြပေးပါအောင်ဒီထက်မကလည်းအများကြီးကြိုးစားသွားမှာမင်းရှင်ဒီထက်မကလည်းအများကြီးအားပေးသွားပါအောင်တန်းကြွေစမ်းကြီးဟုတ်လားအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်